ရခိုင်ပြည်နယ်ကအရခတ်တော်အေးတိမ့်ပိုက်အုပ်ချုပ်နေတဲ့မြို့နယ်တွေအနက်ကလေးမြို့နယ်ကိုစစ်ကောင်မရှင်ကအေးထံပြန်တောင်းထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။စစ်ကောင်မရှင်ပြန်တောင်းထားတဲ့မြို့နယ်လေးမြို့နယ်ကတော့အန်တန်ရဲတောင်ကုန်းနဲ့ဂွားမြို့နယ်တို့ဖြစ်နိုင်ပြီးတေယုတ်ကနေဒစင်အဲ့ဒီလေးမြို့နယ်ကိုတောင်းထားတာဖြစ်တယ်လို့ကြားရကြောင်းပိုမျိုးသားလွမြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌဗိုလ်မှူးကြီးခေါဥက္ကာကအရခတ်တိုင်းကိုပြောပါတယ်။တေယုတ်ကဒစင်တောင်းပြီးတောင်းတယ်လို့ကြားပါလား။အဲ့ဒါတော့ကျွန်တော်တို့ ဟိုဗာတင်းမတော့မရဘူးတခြားပြောတာဒီဘက်နေသားမျိုးတွေပြောတော့အာမျိုး၊ကွာတို့၊တောင်ကုတ်တို့ဒီမျိုးတွေကြလားဘန်တွေအာမ်ကွာတောင်ကုတ်ဖြစ်နေတော့ဒီအလဲပိုင်းမှာဒီကပွဲတွေပါလေလောက်ရင်နည်းနည်းအနောက်ဆက်မရှိအောင်ခြံစည်းရုပ်ကာလေးသဘောအဲဒီအမျိုးလေးမျိုးကိုပြန်ထိုင်နိုင်လေဆိုရင်ခြံစည်းရုပ်ကာကြီးတော့ဒီချို့နေရာတခြားနေရာတွေမှာဒီကပပ ကန်တနဲ့ဟွာပေါ့လေထားလိုက်တဲ့သဘောဒါမှလည်းချက်ချင်းတော့မဖြစ်နိုင်သေးပါဘူးအပေးယူနိုင်ငံရေးအပေးယူမရှိဘဲနဲ့တော့ဒါတွေကဖြစ်လာဖို့မလွယ်သေးပါဘူးစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့မြို့နယ်တွေထုတ်ပြန်ကြေညာမှုမှာလက်ရှိအာရခတတော်ထိန်းချုပ်ထားတဲ့နေရီတွေဖြစ်တဲ့ပလောဝအပါဝင်15မြို့နယ်ရှိတဲ့အထက်17မြို့နယ်သာပါဝင်ပြီးကြံ၄မြို့နယ်မပါဝင်ပါဘူးရခိုင်ပြည်ရဲ့ရွေးကောက်ပွဲမလုံနိုင်တဲ့မြို့နယ်တွေကတော့အာရခတတော်အေးထိန်းချုပ်ထားတဲ့ရံပြဲပေါတော်ပုံနာကျွန်း ရသိတောင်ဘူးသီးတောင်မောင်းတော်ကြောက်တော်မင်းပြမြေပုံမြောက်ဦးမြို့နယ်တို့အပြင်ပလဝမြို့နယ်တို့လည်းဖြစ်ကြပါတယ်။ဒါပေမဲ့အန်းတောင်ကုတ်တန်တွဲနဲ့ခွားမြို့တို့မပါဝင်တာကြောင့်အရခတတ်တော်သိမ့်ပိုက်ထားတဲ့မြို့နယ်ဆက်ခုမှာရွေးကောက်ပွဲမကျင်းပဘူးလို့ကြေညာတာဖြစ်တဲ့အတွက်ကြံမြို့နယ်လေးခုမှာကျင်းပမယ်ဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်။